အလုံးရှိသောမနိုင်မေလာပါဒီကိမှာတော့ကိုနိုင်တူတပားပြုစေလူဒီအတိုင်းတူတပားနိုင်ပြုလို့ဆိုတဲ့နှုတ်ကပတ်တော်ကောင်းစင်နဲ့အရောက်စီတိုင်းကိုထပ်မံပြီးတော့နှုတ်ဆက်ကွန်အားပြုလို့ပါတယ်ခြေပြုချမ်းအနေနဲ့ရှမသေးခန်းကြီးခုနဲ့အပိုင်ငယ်ဆက်နှစ်မှာနှုတ်ကပတ်တော်ကဒီလိုပြောပါတယ်တင်းတို့ဒီကိုနိုင်တူတပားပြုစေလူဒီများအတိုင်းတူတပားနိုင်ပြုကြလို့ဤပညတ်ကပညတ်တိချမ်းနဲ့အနာဂတ်တိချမ်းတို့ဤအချုပ်ချပင် ဖြစ်တည်း နှုတ်ကပတ်တော်ကိုဝင်ခံတော်တဲ့အရောက်စိတ်တိုင်းပေါ်ဘုရားသခင်ကောင်းချီးပေးပါစေကျွန်တော်ဒီနှုတ်ကပတ်တော်ကြည်တဲ့အခါမှာကိုနိုင်တူတပါပြုစေလို့ဒီအတိုင်းတူတပါနိုင်ပြုကြလော့အဲဒါကျွန်တော်တို့အသက်တာမှာဒီဒီအမှုအရာကပညာတိချမ်းရဲ့အနာဂတ်ချမ်းအားလုံးရဲ့အချုပ်ချာဖြစ်တယ်တဲ့ဒီနှုတ်ကပတ်တော်ကအင်မတန်မှလေးနှစ်ပါတယ်တခါတရံမှာကျွန်တော်တို့ယုံကြည်သူတွေအာကျွန်တော်ကတော့ဖြင့်ဒီနေရာမှာဒီလိုမျိုးချီးမွမ်းခရရင်အရန်ကောင်းမှာပဲ အတိမပြုခရရရဲ့အရန်ကောင်းမှာပဲသူတစ်ပါးကြီးကျွန်တော်ကိုဒီလိုမျိုးချီးမွမ်းအိုးပါပေးရင်အရန်ကောင်းမှာပဲသူတစ်ပါးပေးကကျွန်တော်ကိုဒီလိုမျိုးလက်ခုပ်တီးပေးရင်အရန်ကောင်းမှာပဲအကောင်းပြောပေးရင်အရန်ကောင်းမှာပဲအကောင်းမြင်ပေးရင်အရန်ကောင်းမှာပဲချစ်ချင်းမေတ္တာပြပေးရင်အရန်ကောင်းမှာပဲအတိမပြုပေးရင်အရန်ကောင်းမှာပဲစသဖြင့်တစ်ခါတလေမှကျွန်တော်တို့ကမျောလင့်တဲ့အရာတွေရှိပါတယ်နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုပြောတဲ့အရာကတွင်တင်တဲ့အရာက ကျွန်တော်တို့ကကိုနိုင်တူတပားကအဲ့လိုမျိုးပြုစေခြင်းလေဆိုရင်တင်းရဲ့အတ္တတာထဲမှာတင်းလူခြင်းတဲ့အတိုင်းသူတပားကတင့်ကို ပြုစေလို့တမျှအတိုင်းအရင်ဆုံးတင်ကသူတပားကိုအဲ့လိုမျိုးပြုဖို့လိုတယ်။ကိုကသူတပားစီကနေအကောင်းပြောတာပဲခံခြင်းလေဆိုရင်သူတပားကိုအရင်ဆုံးအကောင်းပြောပါ အချီးမွမ်းခံခြင်းလေဆိုရင် ကိုကိုယ်တိုင်အရင်ဆုံးအချီးမွမ်းသူတပားကိုချီးမွမ်းပါကိုကသူတပားစီကနေမေတ္တာ ပြတာလိုချင်နေဆိုရင် အရင်ဆုံးတုစီကိုအရင်ဆုံးမေတ္တာပြပါ ကိုက သူတပါးစီကနေစကားအားဖြင့်ချီးမွမ်းတာခံကျင်နေဆိုရင် အရင်ဆုံးသူတပါးကိုချီးမွမ်းပါ ကိုကသူတပါးစီကနေပြုစုတာယူရတာလိုချင်နေဆိုရင် သူတပါးကိုအရင်ဆုံး ပြုစုယူရပါ ကိုက သူတပါးစီကနေကရုဏာလိုချင်နေဆိုရင်အရင်ဆုံးသူတပါးကိုကရုဏာမေတ္တာပြပါ ကိုက သူတပါးစီကနေအကောင်းပြောတာ လိုချင်နေဆိုရင် သူတပားကိုအရင်ဆုံးအကောင်းပြောပါကိုကသူတပားစီရနေအကောင်းတဲ့အရာတွေပဲလိုချင်နေဆိုရင်သူတပားကိုအရင်ဆုံး ကောင်းတဲ့အရာတွေပေးပါဒါကပညာတိချံအနာဂတ်တိချံအားလုံးရဲ့အချုပ်အခြာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ခရီးရနေတော်တော်များများသူတပားစီရနေမျောလင့်နေဒါပေမဲ့ကိုကိုနိုင်ကိုကသူတပားကိုအဲ့လိုမျိုးမပြေဘူးဆိုရင်ကျွန်တော်တို့မျောလင့်တယ်လို့ဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်ကျန်းစာကကျွန်တော်တို့ကိုအရင်ဆုံးလှုပ်ခိုင်းပါတယ်တင်ကိုယ်တိုင်း ကို night တူတပါဖြစ်စေလိုသည့်အတိုင်းတူတပါကိုအရင်ဆုံးပြုပါလို့ပြောပါတယ်တို့ဘတော်ကြောင့်ဒီဒီဒီနှုတ်ကပတ်တော်ကကျွန်တော်တို့ယုံကြည်သူတွေအားလုံးရဲ့ယုံကြည်သူတွေအားလုံးရဲ့အတ္တတာမှာမပြတ်မကွက်လှုပ်ဆောင်ရမယ့်အရာဖြစ်ပါတယ်အထူးသဖြင့်အိမ်တော်မှာဆိုရင်လည်းယခုဒီနှုတ်ကပတ်တော်ကဲ့သို့ရှင်းကြံပြီးတော့သွားလာမယ်ဆိုရင် အိမ်တော်ကပို့ပြီးတော့ရှင်လန်းဝေါမြောက်စရာကောင်းတဲ့တာယာတဲ့အိမ်တော်ကိုပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်ဇနီးမောင်နှံနှစ်ယောက်ကအပြန်အလှန်မြတ်တာပြမယ်ကိုနိုင် သူတပားပြုစီလိုတဲ့အတိုင်းပြုမှုကျင့်ကြမယ်ဆိုရင်ကိုကိုယ်တိုင်ကအရင်ဆုံးမေတ္တာပြမယ်ကိုကိုယ်တိုင်ကအရင်ဆုံးချီးမြှောက်မယ်ကိုကိုယ်တိုင်ကအရင်ဆုံးဖျားမေတ္တာနဲ့ဖွေးမှမယ်ဆိုရင်အပြန်အလှန်ထိုးမြတ်တာကရောင်ပြန်ဟပ်ပြီးတော့ကျွန်တော်တို့ရဲ့အတ္တမှာကောင်းကြီးမင်္ဂလာဖြစ်စေမှာဖြစ်ပါတယ်။ဒါကြောင့်သူတပင်းဒီနိုကဘတ်တော်နဲ့ဒီနေ့ရောက်စီတိုင်းကိုအားပေးချင်တာကကိုနာသူတပားပြုစီလိုတဲ့အတိုင်းအရင်ဦးစွာကိုကသူတပားကိုပြုပါ ထိုကိရောလှုပ်ဆောင်ခြင်းကဘယံတိကျံအနာဂတိကျံအလုံးအနစ်ချုပ်ဖြစ်သလိုဖရာခင်ရဲ့အလိုတော်လည်းဖြစ်တဲ့ဒါကောင်းကြီးမင်္ဂလာဖြစ်စေမယ့်တခုတည်သောနိလန်ဖြစ်ပါれရောက်စီတိုင်းပေါ်ဖရာခင်ကောင်းကြီးပေးပါစေ